မင်္ဂလာပါကျွန်တော်ခုတပြီမှာအင်္ဂလိပ်စာလေ့လာတဲ့ခါမှာစဉ်ဆက်မပြတ်လေ့လာနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့နီလာငါးမျိုးကိုကျွန်တော်မျှပြီးမှပြပါတယ်အင်္ဂလိပ်စာလေ့လာတဲ့ခါမှာတရက်ကို2နာရီလောက်လေ့လာပြီးတော့တစ်ပတ်ပဲလေ့လာပြီးတော့ရပ်တော်တာထက်တရက်ကို15မိနစ်လောက်ပဲလေ့လာပြီးတော့စဉ်ဆက်မပြတ်လေ့လာတာကပိုပြီးတော့ထိရောက်ပါတယ်အင်္ဂလိပ်စာကိုလေ့လာရင်အင်္ဂလိပ်စာပြည့်ကိုလေ့လာရင်းနဲ့ကျွန်တော်တို့စိတ်မပါတော့တာမိသွားတာမျိုးတွေရှိတတ်ပါသလား အဲ့လိုမဖြစ်အောင်ကျွန်တော်ဒီလက်၅မျိုးကိုညှပ်ပေးမှဖြစ်ပါတယ်။သိကြရင်ကျွန်တော်တို့လေ့လာလေ့ကြရအောင်။နံပါတ်၁ချက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ environment ကို English environment English ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးပါ။ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖုန်းတွေကျွန်တော်တို့ရဲ့ကွန်ပျူတာတွေကို English ဘာသာနဲ့ setting ပြောင်းပြီးတော့ထားပါ။အဲ့ဒါမှကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေကိုကျွန်တော်တို့ gain တဲ့ခါမှာ English ဘာသာနဲ့အထူးအဖြစ်ပြီးတော့ကျွန်တော်တို့အတွက် English စာတွေပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်။ပြီးတော့သတင်းတွေဖတ်တဲ့ခါမှာ အင်္ဂလိပ်သတင်းတွေကိုဖတ်ပါ BBC တို့ VOA အင်္ဂလိပ်တို့အဲ့လို website တွေကနေပြီးတော့အင်္ဂလိပ်သတင်းတွေကိုတွားပြီးတော့ဖတ်ပါအဲ့လိုလိုချင်အားဖြင့်သတင်းနဲ့မှတ်ပါတဲ့အချက်လက်တွေကိုအင်္ဂလိပ်လိုလေ့လာနိုင်ပြီးတော့ကိုယ်တော်အင်္ဂလိပ်စာတွေတိုးတက်လာမှာဖြစ်ပါတယ်ပြီးတော့တရှင်းနေတဲ့အခါမှာလည်းအင်္ဂလိပ်စာသားတွေကိုဖတ်ပြီးတော့တရှင်းနေတာမှာအဲ့လိုလိုချင်အားဖြင့်ကိုယ်နောက်ထပ်ခြင်းတဲ့တရှင်းကိုလည်းတစ်ထောင်အောင်မယ်အင်္ဂလိပ်စာကိုလည်းလေ့လာကြည့်တာဖြစ်သွားပါမယ်နော် ပြီးတော့နံပါတ်1ချက်က passive learning ရော active learning ရောလို့ပါကျွန်တော်တို့ passive learning ဆိုတာဘာကိုခေါ်ရလဲဆိုရင် English သချင်းတွေကိုနားထောင်တာတော့ English movie တွေကိုကြည့်တာတော့ဒါကိုယ့်အတွက်အားစိုက်မှုရှိပဲနဲ့အလိုလျောက်နားထောင်တာကိုကျွန်တော်တို့ passive learning လို့ခေါ်ပါတယ် active learning ဆိုတော့ကိုယ်တိုင်ကြိုးစားအထောက်မှုနဲ့လေ့လာတာကိုခေါ်ပါတယ်ဥပမာကျွန်တော်တို့ English စာတွေကိုရေးပြီးတော့လေ့လာတာတော့ကျွန်တော်တို့ English စကားကိုပြောပြီးတော့လေ့လာတာတော့အဲ့လိုလေ့လာတာကိုခေါ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တရက်ကို အင်္ဂလိပ်စာအားလုံးရအောင်မှတ်ပါအဲ့ဒီငားလုံးကိုစာကြောင်းတိဆောက်ဖို့နေမှာထည့်ပြီးတော့စာကြောင်းတိဆောက်နိုင်အောင်ပြောပါအဲ့ဒီစာကြောင်းတွေကိုလည်းကျွန်တော်တို့များများပြောပြီးတော့လေ့ကျင့်ကြည့်ပါပြီးတော့နံပါတ်3အချက်ကတော့မမကိုမကြောက်ပါနဲ့အမဆိုတာဒါကိုယ့်အတွက်ဆရာတစ်ခုပါပဲအဲ့ဒီအမတွေကနေပြန်သင်ယူပြီးတော့ဒါကိုယ့်အတွက်ကောင်းအောင်ပို့ပြီးတော့တိုးတက်လာအောင်သင်ယူနိုင်ပါတယ်ကျွန်တော်တို့ Hello Talk application တို့ Free Port Talk application တို့အဲ့လို application တွေရနေပြီးတော့ င်္ဂလိပ်စာလေ့ကျင့်နိုင်မဲ့ကိုနဲ့တူတူလေ့ကျင့်နိုင်မဲ့အင်္ဂလိပ်ချင်းတွေကိုတွားပြီးရှင်းနိုင်ပါတယ်ကျွန်တော်တို့ Hello Talk ဆိုရင်အဲ native speaker တွေနဲ့မှလေ့ကျင့်ဖို့အခွင့်အရေးရနိုင်ပါတယ်အဲ့လိုလေ့ကျင့်နေတဲ့ခါမှာဒါကိုပြောနေတဲ့အင်္ဂလိပ်စကားတွေကိုကိုပေါ့တခြားဖုန်းတစ်ခုနဲ့ record လုပ်ပြီးတော့ပတ်ထားပါအဲ့ဒီ record လုပ်ပြီးတော့ပြန်ထောက်ပြီးတော့ကိုကကိုယ့်ရဲ့စကားပြော style ကဘလို့ရှိတယ်ကိုဘလို့ပြန်ပြီးတော့တိုးတောင်းလုပ်ချင်ရမယ်ဆိုတာကိုအဲ့ဒီ recording ရနေပြီးတော့ပြန်လည်တင်လို့ရပါတယ်เนาะပြီးတော့ number ၄ချက်ကတော့ ကိုစိတ်ဝင်စားတဲ့အရာတွေကိုအင်္ဂလိပ်စာနဲ့ချိန်ဆက်ထားပါဥပမာကျွန်တော်ဂိမ်းဆော့တာတော့ဂိမ်းဆော့တဲ့အခါမှာအင်္ဂလိပ်လိုဘယ်လိုဆော့ရမလဲအင်္ဂလိပ်လိုပြောပြီးဆော့တာတော့အင်္ဂလိပ်လိုစဉ်းစားပြီးဆော့တာတော့အဲ့ဒီလိုကိုစိတ်ဝင်စားတဲ့အရာတွေကိုအင်္ဂလိပ်ဘာသာနဲ့ချိန်ဆက်ပြီးတော့ထားပါပြီးတော့ကိုစိတ်ဝင်စားတဲ့အရာကိုလေ့လာခြင်းရင်ကျွန်တော် YouTube မှာလည်းအင်္ဂလိပ်ဘာသာနဲ့လေ့လာပါကိုစိတ်ဝင်စားတဲ့အရာကိုသင်ကျင်တဲ့အရာတွေကိုအင်္ဂလိပ်ဘာသာနဲ့လေ့လာပါအဲ့လိုလေ့လာခြင်းအပြင်ကိုသင်ကျင်တာလည်းသင်လို့ရမယ်ပြီးတော့အင်္ဂလိပ်စာလည်းလေ့လာပြီးသားဖြစ်သွားပါမယ်နော် ပြီးတော့ကိုယ်တနေ့တာလွှတ်ဆောင်ချက်တွေကိုအင်္ဂလိပ်စာနဲ့ diary ရေးတဲ့အလေ့ကျင့်ကိုလွှတ်ကြည့်ပါအဲ့လိုလွှတ်ကြည့်ကြရခြင်းတော့အင်္ဂလိပ်စာလည်းစဉ်ဆက်မပြတ်လေ့လာကြည့်ကြဖြစ်သွားပါမယ် diary ရေးပြီးသားအကျင့်လည်းဖြစ်သွားပါမယ်နော်အဲ့ဒါတော့ကောင်းတဲ့အချက်ပါပဲပြီးတော့နံပါတ်5ချက်ကတော့တိုးတက်မှုကိုမှတ်တမ်းတင်ပါကိုယ်သင်ယူလေ့လာထားတဲ့အရာတွေကိုမှတ်ထားတဲ့စာတွေကိုဒီ Google Keep တို့ Notion app တို့အဲ့ဒီလို application တွေမှာမှတ်တမ်းတင်ခြင်းအပြင်ဒါနောက်ပြပြကြည့်တဲ့အခါမှာ ကိုဘလောက်မှတ်မိလဲကိုဘလောက်လေ့လာထားရဲဆိုတာကို အဲ့ဒီ application တွေမှာပြန်ပြီးတော့ကြည့်နိုင်ပါတယ်။ notion ဆိုရင်တချို့လူတွေကကိုယ့်ရဲ့ဒုတိယ owner ဆိုပြီးတော့တင်စားခေါ်ကြပါတယ်။ပြီးတော့တလကြားတစ်ခါကိုယ့်ရဲ့တွတ်တမှုကို test လုပ်ပါ။ကိုယ့်တွတ်တမှုကိုပြန်ပြီးတော့စစ်ဆေးပါ။အဲ့ဒီလိုကျွန်တော်မျှပေးခဲ့တဲ့အချက်၅ချက်ကိုလိုချင်ရပြင်ဒါအင်္ဂလိပ်စာလေ့လာတဲ့ခါမှာစစ်ဆက်မပြတ် consistency ရှိရှိလေ့လာနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာခြင်းဟာ marathon ပြေးပွဲတစ်ခုလိုပါပဲ။ကျွန်တော်တို့အမြတ်ပြေးပွဲလို့မလုပ်ပါဘူး။ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ တို့စစ်ဆက်မပြည့်နေဖို့ပဲလိုပါတယ်အဲ့ဒီလိုပဲအင်္ဂလိပ်စာလေးတက်ခါမှာအ мян တစ်ခါတည်းအများကြီးလေ့လာစရာမလိုပဲနဲ့ကျွန်တော်တို့တရက်ကိုနည်း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 ရင်းနဲ့စစ်ဆက်မပြည့်လေ့လာနေဖို့ပဲလိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်မျှပြီးတင်တာတော့ဒီလောက်ပါပဲဒီဗီဒီယိုကျက်တဲ့တဲ့ဆိုရင်အကောင့်ပေါ်မှာ like လုပ်ပြီးကြပါဒီလိုမျိုးမျိုးတွေကိုဆက်ပြီးတော့မျှပြီးတင်ခြင်းဆိုရင်အကောင့်ပေါ်မှာ yes လုပ်ပြီးကြပါကျွန်တော်ကအင်္ဂလိပ်ဘာသာတကားကို YouTube channel နဲ့ TikTok channel တွေကနေပြီးတော့စစ်ဆက်မပြည့်မျှပြီးပြန်ဖြစ်လို့ပေါ့ကျွန်တော်နဲ့တူတူအင်္ဂလိပ်စကားကိုဆက်ပြီးတော့လေ့လာကြရင် ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ခဲ့ပြီးတော့ TikTok channel ကိုလည်း follow လုပ်လိုက်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ So see you in the next video.